ရမင်္ဂလာပါရှင်အရင်ဆုံးအရင်ဆုံးအနေနဲ့တည်ကျင်တာကတော့အခုသွားရောက်ခဲ့တဲ့ Russia Federation နိုင်ငံနဲ့ Belarus Samara နိုင်ငံကြည်ကြည်ခီးစံမှာဒါအထူးသဖြင့်ကတော့မြန်မာနိုင်ငံရဲ့လေကြောင်းနဲ့ခီးသွားခံတာအတွက်ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှုအခြေအနေတွေအတွေ့အကြုံကောင်းတွေရရှိခဲ့လဲဆိုတာကိုအရင်ဆုံးသိပြရစီရှင်ဟုတ်ကဲ့ဟိုအဓိကတော့ဗောနော်ကျွန်တော်တို့ခီးသွားလာရေးဗောဗမာပြည်ကိုခီးသွားတွေများများရောက်ရှိရေးအတွက် promotion သွားလုပ်တဲ့ပွဲပေါ့ ဆိုတော့ကျွန်တော်တို့ဗမာပြည်မှာကအခုအချိန်ဗမာပြည်ကိုလာနိုင်တဲ့ခရီးသွားဆိုတာဟိုဥရောပသားတွေကအဒီချိန်မှာလာဖို့တိတ်ဆိတ်မွန်စားဘူးလေတကယ်လာကျင်တာကရုရှားတို့အိန္ဒိယတို့တရုတ်တို့ကပဲဗမာပြည်ကိုလာကျင်တာပေါ့နောက်တစ်ခုကဒီတဝယ်တိပြဖို့ရလဲရုရှားနဲ့လုပ်မယ်ဆိုတဲ့အခါကျတော့ဒါနဲ့ပတ်သက်ပြီးတော့ business traveler တွေလည်းလာဖို့ရှိတော့လေကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ကသွားရအောင်ရှင်းလင်း တင်ပြတာပေါ့နော်ဆိုတော့ဟိုမြမပြည်ကဒီခရီးသွားလာတဲ့ခရီးသွားအရေးအတွက်အာမခံချက်ရမယ်ဆိုရင်ကျွန်တော်တို့လေကြောင်းတွေဘလို့တုံးမြတ်ပြီးပြေးဆွဲမယ်ပေါ့နော်ဒီလိုပြေးဆွဲတဲ့နေရာမှာလဲလက်ရှိလဲကျွန်တော်တို့ကနိုဘာစီဘက်ကိုပြန်နေတာပေါ့နော်ဆိုတော့ပြန်နေတဲ့နေရာမှာခီးတွေကလည်းမျောမှန်းသလောက်မရသေးတာဖြစ်တဲ့အတွက်ဒီခရီးစဉ်နဲ့ကြုံကြိုက်တုံးမှာဒီမြန်မာမြန်မာပြည်ကိုလာဖို့အတွက်ကို promotion လုပ်တဲ့သဘောပါဆိုတော့ခီးသွားလာရေးဆိုတာက မိโกတိတ်ဇီဝရေးရှာတဲ့ဟာပေါ့နော်ဆိုဆက်ယုံလောက်ယုံနေလို့မဟုတ်ဘူးအတန်တိတ်ကလေးပစံဝင်တယ်ဟိုတယ်ရေဇဂဗျာနေကျွန်တော်တို့ဘက်က facility အပြည့်လောက်ဝေးနိုင်တယ်ဆိုရင်ရုရှားတွေကလည်းဘာမှပြီးလာဖို့စိတ်ဝင်စားတယ်အထူးသဖြင့်သူတို့ကကမ်းခြေကိုကြိုက်တယ်ထိုင်းကိုလည်းအရန်သွားကြတယ်တော်ဟိုဖူကက်တို့ကတော့ကဗီယန်နာကမ်းခြေတို့ကတော့သွားတဲ့အချိန်မှာဒါလိုက်သွားမဲ့အစားကျွန်တော်တို့မြန်မာပြည်ကို ဒီအာဆီယံဒေသရဲ့ gateway တစ်ခုဖြစ်မြန်မာပြည်ကိုအရင်လာလဲဗမာပြည်ကလည်းပတ်စရာတွေနှစ်ရက်သုံးရက်လည်ပြီးဂျန်နဲ့ဒေသတွေကိုသွားပါအဲကနေမှဗမာပြည်ကနေတစ်ဆင့်ပြောင်းမယ်ဆိုရင် direct flight တွေနဲ့အဆင်ပြေအောင် season ပေးပါမယ်ဆိုပြီးကျွန်တော်တို့ကသွားပြီး promotion လောက်တာပေါ့နော်ဆိုတော့ထိုင်းကိုခရီးသွားတွေတန်း30လောက်တစ်နေ့တစ်နေ့သွားနေတဲ့နေရာမှာကျွန်တော်တို့တိုင်းပြည်ကို900ခန်းလောက်ပဲလာတန်းခွဲလောက်ပဲလာနှစ်တန်းလောက်ပဲလာအောင် ဒါကိုကျွန်တော်တို့လူတစ်ယောက်က1500နဲ့1000ဒေါ်လာလောက်တော့တောင်းရမယ်။လင်လက်မကဟိုတယ်ကနေဆိုရင်ကိုကျွန်တော်တို့ရဲ့တိုင်းပြည်မှာ3 to 5 billion လောက်ဝင်ငွေစီးဆင်းသွားမယ်ပေါ့နော် US ဒေါ်လာ။အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့မှလုပ်ငန်းတွေရကြမယ်။ဟိုတယ်မှာနေတဲ့လူတွေလေပတ်သွားကြမယ်ဆိုရင်သူ့ရဲ့ဒီဝင်ငွေကဒီဗမာပြည်မှာလေပတ်သွားမဲ့ cash flow ကဒီ10 billion လောက်အထိတက်သွားနိုင်တယ်ပေါ့နော်။ဒါဆိုရင်တိုင်းပြည်ရဲ့စီးပွားရေးကိုလည်းအများကြီး အထောက်အကူပြုလိုက်မယ်လို့မျှော်လင့်ပါတယ်အဲဒီအတွက်ကြောင့်ကျွန်တော်တို့ကဒီဒီခီးသွွားလုပ်ငန်းခီးသွွားလာတဲ့လူဦးရေတွေများများရအောင်တွားပြီး promotion လုပ်တဲ့ပွဲပါခင်ဗျာဟုတ်ကဲ့ပါဒီခီးစဉ်နောက်ပိုင်းမှာရောရှေးဆက်အလားလားအခြေအနေတွေနဲ့နိုင်ငံပူးပေါင်းဆောင်ရွက်မှုအလားလားအထူးသဖြင့်ကတော့မြန်မာခီးသွွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့အတွက်ဘလို့ရလက်ကောင်တွေထွက်ပေါ်လာမယ်လို့မျှော်မှန်းထားပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်တို့အခုပြောတဲ့အထက်မှာ တော်တော်များများကတော့အရန်စိတ်ဝင်စားကြတာပေါ့နော်အရင်တော့ကဘာမှပြီပါလဲဆိုတာတို့တိတ်မသိတဲ့လူတွေလည်းရှိတာပေါ့ရောက်ဘူးတဲ့လူလောက်ပဲသိကြတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမမပြီမှာပဲနေရာတွေကတော့လည်းလို့ကောင်းတယ်တို့ငိမ့်ညမ်းမှုအချိန်နေရာလည်းဘလို့အနေဒါတွေရှိတယ်ပဲနေရာပဲနေရာတွေကတော့သွားလို့ကြတယ်မကြခင်မှာတော့အားလုံးအဆင်ပြေပြေနဲ့သွားလို့ရပါမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးပြောပြောခဲ့တော့အနောက်နိုင်ငံစလုံးကတော့ စိတ်အားတက်တန်စာနဲ့ဒီလာကျင်ကြရတယ်ဗောနော်အဲ့တော့ဒါတိုင်း flight တွေဆွဲခွင့်ရရှိရေတို့ဒီခီးတဲ့ခီးတဲ့တွေသွားလာမှုလွယ်ကူဖို့အတွက်တော့တို့တောင်းဆိုတာဒီဟို rapper တပြန်လေးတွေလုံလုံလောက်ဖို့ရယ် hotel အခန်းကြီးအတွက်လုံလောက်မယ်ဆိုရင်တို့ရဲ့ tour package ကြီးလာလေးလာပြီးရင်တို့စီစဉ်ပါမယ်ဗောဆိုတော့2025ရာသီမှာလဲမိသလောက်လာမယ်2026 2029တော့ ကြီးတယ်တွေအများကြီးလာဖို့သူဘက်သူတို့ဘက်ကတိုးကုမ္ပဏီတွေဘက်ကလည်းဟိုအများကြီးဟိုစိတ်ဝင်စားတယ်ဗောနော်နောက်တစ်ခုကသူတို့စီမှာ government traveler တွေရှိတယ်ဒီ government ဟိုအစိုးရအရာရှိမိသားစုဝင်တွေသူတို့အစိုးရတွေကပဲစီစဉ်ပေးတယ်အဲ့လို travel တွေကိုတခြားနိုင်ငံလွတ်မဲ့အစားကျွန်တော်တို့နှစ်နိုင်ငံချင်းကြည်အစားအရာမြန်မာပြည်ကိုလွတ်လိုက်မယ်ဆိုရင်လည်းဒီလူဦးရေကပြည့်မိသွားနိုင်တာဗောနော် ဆိုတော့အဲ့ဒါမျိုးလေးတွေရရှိဖို့အတွက်တို့ဘက်ကဟို Ministry of Tourism တို့ Tourism Board တို့ Traveling Agency တို့နဲ့လည်းကျွန်တော်တို့ပြောဆိုညှိနှိုင်းနေတာတွေရှိပါတယ်ဆိုတော့အဆင်ပြေသွားမယ်လို့မျှော်လင့်ပါတယ်အဲကျွန်တော်တို့တိုင်းပြည်ရဲ့ကံကြမ္မာကလည်းအခုကစပြီးရှေ့လျှောက်ပွင့်လန်းလာမယ်လို့လည်းမျှော်လင့်ပါတယ်စီးပွားတွေလည်းအများကြီးတိုးတက်အောင်မြင်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်ဘာပဲပြောပြော positive thinking နဲ့ကောင်းတာကိုလောက်တာဖြစ်တဲ့အတွက်ကောင်းတာတွေဖြစ်လာမှာပါလို့ ယုံကြည်ပါတယ်ခင်ဗျာကဲပါဒီကြီးစင်နဲ့ပတ်သက်ပြီးတော့ဖြည့်ဆွပြီးပြောကြားချင်တာများရှိရင်လည်းပြောကြားပေးစီလိုပါတယ်မြန်မာပြည်သူတွေအတွက်လည်းစကားလက်ဆောင်လေးပါပေးပါအောင်ရှင်မြန်မာပြည်သူတွေကဟိုပင်ပန်းခဲ့တာလဲအချိန်တစ်ခုရှိပြီဆိုတော့လေမြန်မာပြည်တွေကဒီတွေအားလုံးပျော်ပျော်ရွှင်ရွှင်နဲ့မြန်မာပြည်ကိုလာလေတဲ့ခီးသွားတွေနဲ့ဟိုအရင်လိုပဲဝင်ငွေတွေကောင်းပြီးတော့မြန်မာပြည်ဖွံ့ဖြိုးစီပင်တိုးတက်ပါစေလို့ဆန္ဒပြုပါရခင်ဗျာ โอเคပါအချိန်မီပြီးဖြည့်ချားပေးခဲ့တဲ့အတွက်ကျေးဇူးထူးဝဲတင်ရှိပါတယ်ရှင်ကျွန်တော်ကလည်းဒီလိုပြောခွင့်ရတာကျေးဇူးတင်ပါတယ်အားလုံးကြားမှာချမ်းသာကြပါစေ